အားလုံးပဲမင်္ဂလာပါခင်ဗျာအိမ်တော်ဘက်ကတဲတဲလုတ်ချစ်ချင်းကို ခံရတဲ့လက္ခဏာဆိုတာဘယ်လိုမျိုးပါလဲပုံမှာပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ သူ့ရဲ့နှလုံးလန်းကကြာသာပြေးဂျူခုံအောင်မှာ အခွလေးနဲ့စထားပါတယ်ပြီးရင်အသက်လန်းအတွင်းဘက်မှာလည်းအရန်အသက်လန်းလေးတစ်ချောင်းက အသက်လန်းနဲ့မြင်းပြိုင်လိုပြေးနေပါတယ်ဒီလိုလက္ခဏာရက်တွေသိစီမှာပါရင်တော့သင်ကအိမ်တော်ဘက်ရဲ့တဲတဲလုတ်ချစ်ချင်းကိုခံရမဲ့သူပဲဖြစ်ပါတော့တယ် နောက်တစ်ခုကတော့ပထမအိမ်တောင်ပြန်ရခြင်းအမှတ်သားပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာကိုကြည့်ပါနှလုံးလန်းဟာစနေဂျိုးခုံအောက်မှာညံလန်းကိုပြက်ဆင်းပြီးအင်္ဂါဂျိုးခုံစီကို ဝင်သွားပါတယ်ဒါကြောင့်သူ့ရဲ့ပထမအိမ်တောင်ဟာ ကွဲပါမယ်နှလုံးလန်းအဖျားကအခွားကလည်းအောက်ကိုဆင်းသွားပါတယ်ဒါကအချစ်ရေကံမကောင်းတတ်ပါဘူးသူဟာ ထပ်ပြီးအိမ်တောင်ပြူရပါလိမ့်မယ်ဒီလိုသင်္ကေတတွေကိုသိမယ်ဆိုရင်သင်ဟာအိမ်တောင်ပြူတဲ့အခါမှာ တပတ်လူစိတ်ထားကောင်းမကောင်းကိုသေချာစီစစ်ပြီးယာယူရပါလိမ့်မယ်ဒီလိုဆိုရင်တော့တင်းရဲ့အိမ်တောင်ကြီးဟာတော်ရုံမကွဲပဲအဆင်ပြေနိုင်ပါလိမ့်မယ်နောက်ဆုံးတစ်ခုကတော့အသေးနှစ်အောင်ချစ်တတ်တဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားသလိုမျိုးတင်းရဲ့လက်ဝါးပြင်တောက်ကြကျူကုံပေါ်မှာဒေါင်လိုက်မြင်းချောင်းတွေရှုပ်ထွေးနေမယ်ဆိုရင်တင်းဟာအချစ်ရေကံကောင်းပါတယ်မကြာခဏစန့်ကျင်ဘက်လိန်ရဲ့စိတ်ဝင်စားမှုကိုခံနေရပါမယ်လိုက်စားခြင်းခံနေရပါမယ် တင်ဟာဒေါသကြီးတယ်စိတ်ကြီးတယ်စန့်ကျင်ဘက်လိန်ကိုစွဲအောင် ချစ်ခင်အောင်လှုပ်တတ်ပါတယ်ကာမစည်းစိမ်ကို လိုင်းလိုင်းကြီးခံစားလိုပါတယ်တဏှာရာကနဲ့ပတ်သက်ရင်ရက်ဆက်ပါတယ်အပြာစာအုပ်တွေပြည်တစားတွေရုပ်ရှင်အပြာတွေကိုတဆိုင်မမက်စွဲလန်းကြည့်ရှုပြီးလိုက်စားတတ်ပါတယ်တင်ဟာအပြူရည်ပြက်ပြီးမှယောက်ျားရတတ်ပါတယ်တင်မှာတနာကျင်နာမှုကင်းမဲ့ပြီးတကူကောင်းဆန်တဲ့စိတ်ရှိတတ်ပါတယ် တခြားဘက်ဒီမှာထက်အကျင့်ရေးဘက်မှာပိုပြီးစိတ်အားထက်သန်ပြီးပိုပြီးချစ်တတ်ပါတယ်။နောက်ထပ်မြောက်ဝိပေးခြင်းတဲ့လက္ခဏာဘူဒ္ဓတာကတော့ဩဇာတာကြောင်းပဲဖြစ်ပါတယ်။လက်ဘွားပြင်မှာဩဇာတာကောင်းမှုဆိုရင်အလွယ်နဲ့တော့ကောင်းလို့မရပါဘူး။အသက်ကြီးလာရင်ဇာဝုရှိရမယ်၊စေကူဖို့ရှိရမယ်၊လူဒန်းမှုရှိရမယ်။မိဘဆွေမျိုးတွေကိုကျွေးနိုင်ရမယ်။အဲ့လိုအရာတွေနဲ့ပြည်စုံမှပဲဩဇာတာကောင်းတဲ့လူဖြစ်မှာပါ။ဩဇာတာကံကောင်းမှုဆိုတာကလည်းမလွယ်ကူလာပါဘူး။ ဒါပေမဲ့မပူပါနဲ့ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါပုံမှန်ပြထားတဲ့လက်ဝါးပြင်ထဲကအမတ်သားလိုမျိုးပါမယ်ဆိုရင်တော့သင်ကဦးစားတာကောင်းနိုင်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာအသက်ကြီးပိုင်းမှာနှလုံးလမ်းကြောင်းရဲ့အထက်မှာအောင်မြင်လမ်းနဲ့ကံလမ်းကြောင်းနှစ်ကြောင်းလုံးရှိနေပါတယ်ဒါကြောင့်ဒီလက္ခဏာရှင်ဟာအသက်ကြီးလာတာနဲ့အမျှငွေကြေးစည်းဘဝဥစ္စာများစွာကိုရရှိမယ်ကိုချစ်ခင်ရတဲ့သားသမီးလင်ယောက်ျားသို့မဟုတ်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ဦးစားတာမှာစိတ်ချမ်းသာမယ်ပြည့်စုံမယ် ငွေကြေးပြည့်စုံမှာကတော့သိကြပါတယ်ဒီလိုလက္ခဏာရှင်မျိုးကတော့ဦးစားတာကောင်းမယ်ဆိုတာကိုသိကြပေါ့ပြောနိုင်ပါတယ်ဒါကြောင့်အသက်ကြီးလာတာနဲ့မြ၊နာမည်ဂုံတွက်ကြီးမားတိုးတက်မယ်စိတ်ချမ်းသာမှုရရှိမယ်မိသားစုလည်းတာယာပျော်ရွှင်ပါလိမ့်မယ်နောက်တစ်ခုကတော့ထီယိုလန်းဟာကရင်ကွားနဲ့အဆုံးသတ်နေခြင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လောက်ဝပြင်ကိုကြည့်လိုက်ပါပုံမှန်ပြထားသလိုမျိုးစနေထီယိုလန်းဟာအောက်ခြေကနေတက်လာပြီးနှလုံးလမ်းကြောင်းကိုထိုးဖောက်ပြီးစနေဂျူကိုအရင်ကိုရောက်ရှိခဲ့ပြီးတော့ ဘေးညာနှစ်ဖက်စလုံးခရင်ကွားတွေနဲ့အဆုံးသတ်ထားမယ်ဆိုရင်ကိုပိုင်လုပ်ငန်းလုပ်တဲ့အခါမှာအောင်မြင်မှုရတတ်ပြီးမိန်းကလေးတွေရဲ့လက်မှာပိုင်တော့ဆရာကတော်ဖြစ်တတ်ပါတယ်။ဆရာဝန်ကတော်ကျောင်းဆရာကတော်ဈေးဆရာကတော်ဘေးရင်ဆရာကတော်စသဖြင့်မိန်းကလေးတွေမှာပိုင်တော့ကတော်ဖြစ်တတ်ပါတယ်။ဆရာကြီးကန်လူရဲ့ကျမ်းထဲမှာတော့လွတ်တော်အမတ်ကတော်ဖြစ်တတ်တယ်လို့ဆိုထားပါတယ်။ဆရာကြီးကန်လူခစ်က UK မှာရှိတဲ့လွတ်တော်အမတ်တွေရဲ့ဇနီးတွေရဲ့လက်မှာ အများဆုံးတွေ့ရတတ်တယ်လို့ရေးသားပြုစုထားတာကိုလေ့လာခဲ့မှုပါတယ်။နောက်တစ်ခုကတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာပါ။ပုံမှန်ပြထားတဲ့လက်ဝါပြင်ရဲ့အသက်လမ်းကြောင်းဟာဘယ်ညာနှစ်ဖက်စလုံးအယောင်မေးမိန်ပြီးတော့ပြတ်တောက်ပြီးမှ ပြန်ဆက်ထားပါတယ်။ဒီလိုပြတ်တောက်ပြီးမှ ပြန်ဆက်ထားတာမျိုးရှိရင်ကျမ်းမာရေးညံ့တတ်ပါတယ်။ဒီချိန်တခါတော့အသေးအံဖြစ်တတ်ပါတယ်။အာယုံကြောအားနေတာမျိုးမျက်လုံးအားနေတာမျိုးတွေဖြစ်တတ်ပါတယ်။အသက်ကြီးပိုင်းမှာလည်းလေဖြတ်နိုင်ပါတယ်။ ဒါကြောင့်အသက်လမ်းကြောင်းအယောင်မိန်နေတဲ့သူတွေအနေနဲ့အစာတောက်အနေထိုင်ကိုဆရာဝန်လမ်းညွှန်ချက်အတိုင်းနေထိုင်စားတောက်ပြီးတော့မိမိရဲ့ကျန်းမာရေးကိုမဖြစ်ခင်ကကြိုတင်ကာကွယ်ကုသနိုင်ပါတယ်။လက္ခဏာဆိုတာပြောင်းလဲတတ်ပါသလား။ဟုတ်ပါတယ်ပြောင်းလဲတတ်ပါတယ်။အဲ့လိုပြောင်းလဲပုံကိုလည်းလက်ပုံနဲ့တကွတင်ပြပေးပါမယ်။ပုံမှာပြထားတဲ့လက်ကိုကြည့်ပါ။အသက်လမ်းအတွင်ဘက်ကဥပတ်လမ်းမှာကျွန်းခံနေပါတယ်။ ဒါပေမဲ့ကျွန်းကသေးသေးလေးပဲဖြစ်ပါတယ်ဒီလိုကျွန်းမျိုးကလည်းပါလာတဲ့သူကရှားပါတယ်ဒီလိုကျွန်းမျိုးပါလာရင်ကြာမမရွေးမိမိမချစ်မနစ်တတ်တဲ့သူနဲ့ရတတ်ပါတယ်မိမိသဘောဆန္ဒမရှိတာတွေကိုအနိုင်ကျင့်ခံရတတ်ပါတယ်အင်္ဂါဂျူခုံပေါ်မှာပေါ်ပေါက်လာလို့အခုလိုပြောခြင်းဖြစ်ပါတယ်ဒါပေမဲ့အောက်ပိုင်းတောက်ကြဂျူခုံရောက်ရင်တော့အတိတ်ပဲတစ်မျိုးပြောင်းသွားတတ်ပါတယ်ဒါပေမဲ့အဲ့ဒီကျုံကလေးကအချိန်သိမ့်မကြတဲ့ကာလလေးမှာပဲပြန်ပြောက်သွားတာကိုပုံမှန်တွေးမြင်ရပါလိမ့်မယ် ဒါကလက္ခဏာဆိုတာအမြဲပြောင်းလဲနေတတ်တဲ့သဘောတဘာဝရှိတာကိုပြတယ်တက်တည်ပြချက်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကံလန်းဘေးမှာကတ်နေတဲ့စတူကန်အကြောင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာမှာကံလန်းတစ်ခုပြိုင်တက်နေတာကိုဥပတ်မြင်းကဖြတ်ပိတ်ပြီးအောင်မြေးလန်းကိုပါထိပြီးကြော်သွားပါတယ်နှလုံးလန်းကအစင်းမြင်းတူကလည်းတဖန်ကံလန်းတစ်ခုကိုဖြတ်ပြန်ပါတယ်အဲ့ဒီအခါမှာဖွဲ့စည်းမှုရလက်ပံရှင်ကကံလန်းနှစ်ခု အလုံးနှစ်ခုကို တပြိုင်တည်းလှုပ်ဆောင်နေတာကထင်ရှားပါတယ် မြင်းပြတ်တည်းရဲ့အားနဲ့စတုဂံကိုဖြစ်ပေါ်စေပါတယ်။အရေးကြီးတဲ့အလုတ်တစ်ခုကိုစုံရှုံခြင်းကိုရင်ဆိုင်ရပါတယ်။ကံလန်းတစ်ခုကိုဖြတ်ထားတဲ့မြင်းကစတုဂံကိုဖြစ်ပေါ်စေပါတယ်။ဒါကတော့ငွေကြေးစုံရှုံပြီးလုပ်ငန်းကျရှုံခြင်းကိုဖြစ်စေပါတယ်။အောင်မြင်းလန်းကိုအပြတ်မြင်းဖြတ်ခြင်းကမိမိအောင်မြင်ခြင်းကိုထိခိုက်စေပါတယ်။စတုဂံကကံလန်းနေနဲ့ဖွဲ့စည်းထားတဲ့အတွက်အဲ့ဒီအခက်အခဲတွေကိုပြန်လဲကာကွယ်တဲ့အတွက်လုံးဝပြည့်စည်ခြင်းကိုတော့မဖြစ်စေပါဘူး။ဖြစ်တော့ဖြစ်မယ်။ ဖြစ်တဲ့အခြေအနေကိုပြန်လည်ပြီးကာကွယ်မှုရှိမယ်။အားလုံးတော့မကုံဆုံးပါဘူး။ဖြတ်ထားတဲ့လက္ခဏာအမှတ်သားတွေကိုအသေးစိတ်ချက်ကြည့်ပါ။အကျန်းအဖြစ်တော့လက်ပံရှင်ငွေကြေးထိခိုက်ပါမယ်။ပုံပါလက္ခဏာရှင်ကတိန်းထောင်ချီရင်းနှီးရာကနေအမျက်ရှုံသွားတဲ့ပုံကူတူဖြစ်ပါလေ။ဒါကြောင့်ဒီလိုအမှတ်သားပရင်ရင်းနှီးမြုပ်နှံမှုတွေမှာအထူးသတိထားဖို့လိုအပ်ပါလေ။နောက်ဆုံးခုကတော့တောကလိုင်းမြင်းတွေပဲဖြစ်ပါလေ။ပုံမှာပြထားသလိုမျိုးလက်မဘက်ကနေလာတဲ့ line လိုလိုမြင်းနေတာမကောင်းပါဘူးလက်ပိုင်ရှင်ကို တောကပြပါတာတွေအရန်ပေးလို့စိတ်ဆင်းရဲရတတ်ပါတယ်ဒီလိုလိုင်းမြင်းတွေကလက္ခဏာကောင်းတွေအမတ်သားကောင်းတွေရှိနေရင်တော့ဒုက္ခပေးတတ်လို့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်တင်းရဲ့လက်တန်းလေးတွေကို ကြည့်ပြီးတော့လဲတင်းရဲ့စိတ်ကိုခံမှန်းနိုင်ပါတယ်လက်တန်းလေးတွေကိုကြည့်မယ်ဆိုရင် အစစ်30ပါတာကိုမြင်တွေ့ရမှာပါအဲ့ဒီအစစ်30ရဲ့အရှိတူကိုကြည့်ပြီးဒီလိုအဟောတွေရှိပါတယ်ပုံတက်မှာပြထားတဲ့အတိုင်း လက်တန်းလေးရဲ့ပထမအစစ်ဟာအခြေဆုံးဖြစ်နေခဲ့မယ်ဆိုရင်ဒီလိုလက်တန်းပန့်ရှင်ဟာအချိန်တိုင်းမှာဆွဲလန်းမှုအားအပြည့်ရှိသူဖြစ်ပါတယ်။အပြောကောင်းတဲ့သူတွေဖြစ်တတ်ပါတယ်။အကင်းပါပြီးလူကဲခတ်တော်တဲ့အတွက်ကြောင့်သူဟာအလွယ်တကူလူလိမ်မခံရနိုင်ပါဘူး။ပုံစံနဲ့မှာပြထားတဲ့အတိုင်းလက်တန်းလေးရဲ့ဒုတိယအစစ်ဟာအခြေဆုံးဖြစ်ခဲ့မယ်ဆိုရင်ဒီလိုလက်တန်းပန့်ရှင်တွေဟာ သူတစ်ပါးကိုကရုဏာအပြည့်နဲ့ပြုစုယူရတတ်တဲ့ပညာကိုမွေးရပါတက်မြောက်ခဲ့တဲ့သူမျိုးတွေဖြစ်ပါတယ်။ဒါအပြင်သူတို့ဟာတစ်ဖက်သားကိုလည်းအင်မတန်စိတ်ရှိတီးခံတတ်ကြပါတယ်။ဒီလိုလက်သံပိုင်ရှင်မျိုးကိုစေဘက်ဆိုင်ရာပုံကိုယ်တွေနဲ့ကျမ်းမာရေးဌာနဝန်ထမ်းတွေမှာအတွေ့ရများတတ်ပါတယ်။ပုံသုံးမှာပြထားတဲ့အတိုင်းလက်သံလေးရဲ့အောက်ဆုံးအစ်စ်ဟာအရှိဆုံးဖြစ်ခဲ့မဲ့ဆိုရင်တော့ဒီလိုလက်သံပိုင်ရှင်များဟာလွတ်လပ်မှုကိုအင်မတန်ငစ်သက်မျက်နှာသူတွေဖြစ်တတ်ကြပါတယ်။ လူဘဝရဲ့အချုပ်ချယ်မရှိလွတ်လပ်တဲ့အရာသာကိုကောင်းကောင်းကြီးခံစားတတ်သူတွေဖြစ်ကြပါတယ်။ဒီလိုလက်သံပိုင်ရှင်များဟာအဟောအပြောပိုင်းဆိုင်ရာမှာပါရမီထူးကဲကြပါတယ်။နောက်ပြီးအမှန်တရားကိုလည်းမျက်နှာတံပိုးထားတတ်ကြပါတယ်။ပုံလေးမှာပြထားတဲ့အတိုင်းလက်သံလေးရဲ့အပေါ်ဆုံးအစစ်ဟာအတူဆုံးဖြစ်ခဲ့မယ်ဆိုရင်ဒီလိုလက်သံပိုင်ရှင်တွေကတော့မွေးရပါအဆက်အကြောက်ကြီးသူတွေဖြစ်တတ်ပါတယ်။ အရာရာကိုထုတ်ဖော်ပြောကြားတတ်ခြင်းမျိုးမရှိပဲအစဉ်အမြဲမိမိရဲ့စိတ်ထဲမှာမြူသိပ်ထားလေးရှိတတ်ကြပါတယ်။အုံဘုံလို့ပဲပြောရပါလိမ့်မယ်။ဒီလိုလက်တန်းပိုင်ရှင်အများစုကတော့ကံမကောင်းတတ်ကြပါဘူး။ပုံငားမှာပြထားသလိုမျိုးလက်တန်းလေးရဲ့ဒုတိယအစစ်ကအတူဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့ဒီလိုလက်တန်းပိုင်ရှင်မျိုးဟာအင်မတန်တစ္ဆာရှိတတ်သူတွေဖြစ်တတ်ကြပါတယ်။မာနထောင်လွှားခြင်းနဲ့ကင်းမဲ့ပြီးအမြဲနှိမ့်ချဆက်ဆံတတ်ကြတဲ့သူမျိုးတွေဖြစ်တတ်ကြပါတယ်။ နောက်ပြီးသူတို့ဟာအင်မတန်လဲကောင်းမှတက်ကြပါတယ်။ဒါကြောင့်အမားမန်ကိုကွဲခြားနားမလည်နိုင်ပဲမိုင်ယူရဲစံတက်ကြပါတယ်။နောက်ဆုံးပုံ6ကတော့ပုံမှာပြထားတဲ့အတိုင်းလက်တန်ရဲ့အောက်ဆုံးအစစ်ကသာအတူဆုံးဖြစ်နေခဲ့မယ်ဆိုရင်တော့ဒီလိုလက်တန်ပိုင်ရှင်မျိုးဟာမွေးရပါယိုးလုံးအေးလုံးဖြူစင်လွန်းတက်သူတွေဖြစ်ကြပါတယ်။သူတပားပေါ်မှာလည်းအင်မတန်အယုံလွယ်လွန်းအကောင်းမြင်တတ်လွန်းသူတွေဖြစ်ပါတယ်။ တကယ်တော့ရိုးလုံးအေးလုံးနဲ့ဆိုတာကောင်းတယ်ဆိုပေမဲ့အခုခေတ်နေနဲ့ပြောရရင်ဥပမာစီးပွားရေးနယ်ပယ်အနေနဲ့ဆိုရင်လူလဲလူလိန်တွေပေါများနေပြီးဖြစ်တဲ့အတွက်ကြောင့်ရိုးလုံးအေးလုံးသူတွေအတွက်ကတော့အလွယ်တကူအလိန်ခံရနိုင်ပါတယ်။ဒါကြောင့်သတိထားဆင်ခြင်သင့်ပါတယ်။သင်ရဲ့လက်တန်းလေးတွေကတော့ဘယ်လိုပုံစံမျိုးဖြစ်နေပါသလဲ။သင်ရဲ့လက်ကိုပြန်ကြည့်လိုက်ပါ။အားလုံးကံကောင်းကြပါစေ။